တော်ငင်းရှင်းများအားလုံးမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်ကတော့ပြန်လဲ share လောက်ပေးသွားမှာတော့တပည့်တော်ရဲ့ post တင်မှာတပည့်တော်ရဲ့ post ကိုဆရာတော်တန်ကတော့အရှင်လူမြတ်တို့ကြီးမိခဲ့ရှိတော့တပည့်တော်ရဲ့မိန်းကွန်းလေးကိုဖြေချပေးပါဗျာတပည့်တော်အကက်ခဲကြုံနေရပါတယ်တပည့်တော်ဒီဘုဒ္ဓဘာသာမြန်မာလူမျိုးတယောက်ဖြစ်ပါတယ်ဗျာအာဟုတ်နော်ဒါပေမဲ့စစ်ကောင်စီအဖွဲ့အစည်းတွေဒီတပည့်တော်တို့နေကို တန်ကအရေးချုပ်အင်ကန်ဖို့ပြီးမှရောက်လာပါတယ်ရောက်လာတော့တော့ဖမ်းမိပါတယ်ဗျာဖမ်းမိတဲ့ခါကျတော့တော့တော့ဆန်းစစ်ကြည့်တဲ့အချိန်ကျတော့ဘလို့ဖြစ်လဲဆိုတော့သူတို့ရဲ့ဒီအတချီကိစ်ပေါ်အဲ့ဒီသူတို့ရဲ့ဟိုအဝတ်တက်တာထဲမှာစစ်ဝတ်စုံယူနီဖောင်းတက်ချက်တက်ချက်ကြည့်ပေါ့ဗျာ၃ရက်နဲ့တော့တွေ့ရှိရပါတယ်ဟွန်း တန်ကအကြီးခြုံထားပါမယ်ဒါပေမဲ့တော်တော်တန်ကအကြီးခြုံနေဆိုဟောတော့အခုတော်တော်နေ့ပြင်ကိုတွေ့အနေနဲ့တန်ကအကြီးခြုံလို့ပြောလို့ဆိုဆိုလို့ရပါတယ်အမတင်ကန်းဘုရတော်တော်တွေ့တော့သူ့အပေါ်မှာဟိုပြစ်လုတစုံတရာပြစ်လုခရီးရှိတော့တွေ့တော့မှာဘယ်လိုအပြစ်ဒဏ်မျိုးကြောက်ရောက်နိုင်ပါလဲခင်ဗျဟွန်းကျတော့အအခုမေးရမေးခွန်းလေးကိုတပည့်တော် post ကိုကြည့်ပြီးတန်းကတော့အရှင်လူမြတ်များဖြီးချမိန်ချပေးစီလိုပါတယ်ဗျာဟုတ်ကျတော့ပို့တော့ပါတာမြန်မာလူမျိုးတယောက် ပြင်ဆန်တဲ့ရကံကထိုင်မှလည်းတော့ကြောက်ပါတယ်ဗျ။တီလူမတက်ကြောက်ပါတယ်။ရေလူပြည့်တဲ့ကြည်တောင်းကိုလည်းတော့မကြောက်ပါဘူး။ဒါပေမဲ့အဲ့ဒီပြင်ဆန်တဲ့ရကံထိုင်မှတော့တော့ကြောက်ပါတယ်။အဲတူတူတို့ဒီတိမ်မဝင်ဘဲနဲ့တိမ်မဝင်တိတ်မတင်ဘဲနဲ့ယဟန်တန်ကဖြစ်နေတယ်။အဲတိမ်ဝါမဦးစံတော့တခါတော့ဖြစ်တာဗောနော်။အဲ့တော့တပည့်တော်အနေနဲ့ဘယ်လိုဆုံးဖြတ်ရမလဲဘယ်လို ဖောင်ရှင်းရမလို့ဆိုတော့မဝေခွဲနိုင်ပါဘူးဗျ။ဘာလို့ဆိုတော့တပည့်တော်ဒီဥဒ္ဓဘာသာအຫນွေဝင်ပမာလူမျိုးတယောက်ဖြစ်နေတာကြောင့်မို့ပါဗျ။ဟွန်းအဲ့တော့ဒီ post ကိုကြည့်မိတဲ့တန်ကတော့အရှင်လူမြတ်များဖေဟာတပည့်တော်ကိုမိန့်ကြားပေးတော်မူပါလက်ရှိမှာတော့တပည့်တော်တို့ခဏတာတိုးတော်တို့နဲ့တန်းလူရည်လူထားပါတယ်ဗျာလက်ရှိကတော့တပည့်တော်ဘာမှမလုပ်ရည်ဘူးဗျာဘာလို့ဆိုတော့သင်္ကန်းဝတ်ထားတာဖြစ်နေတာအကြောင်းမို့ပါဗျာအဲ့တဲ့အခါကျတော့ သူတို့မှာတနတ်ပါတယ်ပြီးတော့ဘယ်လိုပြောမလဲဒီစစ်ဝစစ်စားတွေပါတယ်လက်ရှိမှာခြုံလွမ်းတော့တန်ခါတင်ကန်းဖြစ်နေရကြမှုသူဒီတန်ခါအစ်မဟုတ်ခဲ့ရင်တော့မှတို့တို့မှာလုတ်ပိုင်ခွင့်ရှိကြလားလုတ်ပိုင်ခွင့်မရှိဘူးလားอืมသူကသိမသိလို့မဲတာဗောနော် အဲ့တော့မှမေးထားတာပါဝန်ချေလို့ရပါတယ်เนาะအဲ့မှာအဲ့ဒီနံပါတ်ကြီးရှိပါတယ်တန်ခါအစစ်ဖြစ်ခင်ရောတို့တို့လုတ်ပိုင်ခွင့်ရှိလားလုတ်ပိုင်ခွင့်မရှိဘူးလားတန်ခါအစစ်ကတော့မဖြစ်နိုင်ပါဘူးခင်ဗျာ။ဘာကြောင့်ဆိုတော့ဒီဟိုဆန်ချထားတာတွေဒီမဏိတနည်းမှာချထားတဲ့ပုံစံမျိုးလေးပေါင်းနေလို့ပါ။အော်အဲ့တော့တပည့်တော်တို့ဒီစုံတစ်ခုလုတ်ခဲ့ရဆိုဘယ်လိုအကုတုကံကြီးများထိုက်ရောက်မလဲလို့တို့တော်ပို့စုံကိုကြည့်မိတဲ့ဆရာတော်တန်ခါတော့အရှင်လူမြတ်များတပည့်တော်ကိုမှိန်ချပေးတော်မူပါဗျ။အဲ့ဒါလေးဆိုတော့ ရှော့တင်ခြင်းမှာလည်းဆရာတော်တန်ကတော့အရှင်မြတ်တို့ပေါင်းလို့ခင်ဗျာอืมတန်ကတော့ပေါ့ဖို့တော့ဘောနော်အားလုံးတိရလူမဲပါတယ်ပေါက်ကုန်တော့ဟိုတိကြတာဘောနော် Surabaya bisa jalan dan pada ผู้ใดได้อาจจะเป็นได้ในตัวเนาะผู้ใดได้อาจจะเป็นได้ในอารมณ์ที่มีบทไหลอยู่ในตัวเนาะโดยที่เราจะมองดูในการจะต้องมีอยู่ในตัวเนาะแล้วก็งั้นนี่เลยจ้ะล่ะเนาะเอาใจเอาล่ะนั่นเดียวแล้วก็อะไรล่ะก็ไม่ ဘာနဲ့ဖိနေသမားတွေဘိန်းသမားတွေအဲ့လောက်ကြီးကြောင်းတယ်။နောက်နော်ခါလီကဘာနဲ့အင်အားများဆိုတဲ့လက်ကြောင်းတယ်။တဲတာခြောက်သွား။ဟုတ်လား။အနောက်ဆိုတဲ့သူကပရသဆိုအသိမုံးတာ။နောက်ဆိုရင်လည်းကိုယ့်လက်နဲ့ကိုပေါအောင်ဒီမှာပြည့်စုံဆုံးတာပဲသဘောကျတယ်။ဟုတ်လား။အာစစ်တိုက်တာအပြည့်အကျုံမရှိဘူးဘာမရှိဘူးဆိုတဲ့စကားဦးစံလက်မခံဘူး။ဦးစံပတ်သက်ဆိုင်15ရက်ပဲတင်လိုက်တယ်။ဟုတ်လား။ဟိုမြန်ဖမ်းပါဘယ်ဟမ်းမလက်ခံလို့ သူကမင်းအောင်လှိုင်တိတ်လာမင်းအောင်လှိုင်ဖျားလဲမဟုတ်ဘူးလူစိုးလူမိုက်လူရန်ကတောင်းစားလို့မရတဲ့စစ်အုပ်စုကိုသူကတိုင်ဝင်သားဆိုတော့တာနာမပြိုင်မြန်မာကလွှဲမြန်မာတာနာဖြတ်တာပောက်ကုတ်တော့ပါအဲ့ဒါမှတ်ထားပောက်ကုတ်တော့နဲ့စစ်သားနဲ့ဘာမှမဆိုင်ဘူးစကိုင်းတိုင်းမှာတဲတဲ့အခုဒီနလပိုင်းထဲမှာဆက်နေရနေတယ်တဲတာကသူကတနာပါတယ်တူနဲ့လည်းမဆိုင်ဘူးပြောစကားလည်းမရှိဘူးသူတင်ကန်းနဲ့တင်ကန်းလို့လည်းမအားဆိုင်ဘူး ပေါကိုတော်ကအမြန်ဖမ်းပါအမြန်စကိုင်းတိုင်းအားလုံးအလောကချင်းကြရဖဲနေအောင်ရောက်နေစားတဲ့ရောက်ထိုင်းတိရအကုန်မိုးမြမနားမလဲဘူးပေါကိုတော်တို့ရဲ့နားမလဲဘူးခွန်ဖမ်းရတယ်ရဟန်းလည်းဖမ်းလူလည်းဖမ်းပေါကိုတော်ကမှားနေတယ်ကြီးကျယ်မှားနေတာစကားလာဝင်ပြောနေတယ်ဘာမှတောင်းစားလို့မရဘူးရဟန်းညမာဒီတာနာကိုဖျက်တယ်တော့ပါသွားတာပေါ့စဉ်းစားပါဦး